ဘဝတသက်တာအတွက်ခိုင်မာမှုအပြည့်အဝရရှိစေမယ့်အကြောင်းကနေဒီနေ့မှမိတ်ဆက်ပြီးသွားပါမယ်ရှင်။ဒီနေ့မိတ်ဆက်ပေးမယ့်တိုက်ခန်းဒီညကရန်ကုန်တိုင်းဒေသမှာရှိတောင်ကရာဘာမြို့နယ်မိတ်ကတိလမ်းသွဲစနေရက်ကမိန်းလမ်းမကြီးနှစ်ခုဖြစ်တဲ့ရေသနာလမ်းမကြီးနဲ့သူမင်္ဂလာလမ်းမကြီးတို့အနီးမှာတည်ရှိနေရပဲဖြစ်ပါတယ်။မိန်းဝင်မောင်တကမှာဆိုရင်တစ်သားကောက်တက်ဆင်ပေးထားပြီးရောဝရဏမှာခြေပြားရိုက်ခင်းပေးထားပါတယ်ရှင်။ အိတ်ခမ်းဧကန်ရဲ့အဝင်ဝါပေါက်တကားမှာဆိုရင်တစ်သားတကားကိုတက်ဆင်ပေးထားပါတယ်ရှင်။တခြားအိမ်သုံးလျက်စစ်ပစ္စည်းတွေနဲ့အတူအခန်းတွင်းမီ24နာရီရအောင်လို့ပါဝါစီရှင်တက်ဆင်ပေးထားပါတယ်ရှင်။ဧကန်မှာဆိုရင်မာဘယ်ဥရင်နဲ့ဘောက်ခတ်လှဆင်ပေးထားတဲ့ TV စင်ရုပ်ထားရှိပေးထားမယ်။ဒီဘက်ဘေးမှာဆိုရင် ကိုပိုင်မီတာကိုပိုင်မော်တာတွေတက်ဆင်ပေးထားပါပဲဖြစ်ပါတယ်ရှင်။ အိတ်ခဲအပြင်ဘက်မှာဆိုရင် wallet တွေကိုတက်ဆင်ပေးတာပြီးတော့ beaten နဲ့အလှပုံဖော်ထားတာပဲဖြစ်ပါတယ်။အဲခန်းမှာဆိုရင်မျက်နှာချက်ကောနစ်မီသီမီဆိုင်နေနဲ့အလှဆင်ပေးထားတာပဲဖြစ်ပါတယ်ရှင်။ဒီအကမ်းမှာဆိုရင်ဆိုဖာစတီကိုထားရှိပေးထားမယ်။ဗကြီးကားလေးတွေ၊နန်ရန်ကပ်နိုင်လေးတွေအလှဆင်ပေးထားပြီးတော့ဘေးပရင်ပေါက်တွေမှာဆိုရင်ကိုရီးယားကျုပ်ဆွဲလိုက်ကတက်ဆင်ပေးထားပြီးတော့ဖျားကန်တီးတန့်လည်းပါရှိပါသေးရဲ့ရှင်။ဖျားကန်မှာဆိုရင်ဖျားเจ้าကောင်ထားရှိပေးထားမယ်။ ဘေးပရင်ပေါက်အကြီးလုပ်ပေးထားပြီးတော့လေဝင်လေထွက်နဲ့အလင်းအောင်ကောင်းစွာရရှိမှာဖြစ်ပါလိမ့်ရှင်။အဲကမ်းမှာဆိုရင်အဲယာကိုတစ်လုံးထားရှိပေးထားပါဗျ။ ဧကန်အိတ်ခန်းတွေကိုပါကင်းခင်းပေးထားပြီးတော့အိတ်ခန်းနှခန်းဖွဲ့ပေးထားပဲဖြစ်ပါတယ်။ဧကန်ရှောက်လန်းတွေကျဲတယ်ဒီဘက်ဘေးမှာဆိုရင်လည်းအဲကွန်စတန်ကိုထားရှိလို့ရအောင်ပဲ။ရှောက်လန်းကျဲတဲ့အတွက်ကြောင့်မို့လူကြီးမင်းတို့အလှူမင်္ဂလာလုပ်တယ်ဆိုရင်ဇပွဲဝိုင်းတွေထားရှိလို့ရပါသေးရှင်။ဒီအိတ်ခဲအပြင်ဘက်မှာဆိုဗီဒီယိုနဲ့အလှပုံဖော်ထားပြီးတော့ပရင်ပေါက်လေးပါရှိပါသေးတယ်။မျက်နှာချက်ကောနစ်မီသီမီဆိုင်နေတဲ့အလှဆင်ပေးထားပဲဖြစ်ပါသေးရှင်။ ိတ်ခန်းထဲမှာဆိုရင်မိုင်းစီရောတက်ဆင်ပေးထားပြီးတော့ပါကင်ခင်ပေးထားမယ်မျက်နှာချက်ကောနစ်မီသီမီဆိုင်နေနဲ့အလှဆင်ပေးထားပြီးဖြစ်ပါတယ်ဒီခန်းဆိုရင်ရေလိုက်မီလိုက်ဆေးလိုက်အကုန်အသစ်ပြန်လည်ပြုလုပ်ထားပြီးတော့တခြားအိမ်သုံးလျက်စီပစ္စည်းအသုံးပြုနိုင်အောင်လို့မီလိုက်ကြီးတွေနဲ့ဆွဲပေးထားပဲဖြစ်ပါတယ်ဒုတိယအိမ်ခန်းမှာဆိုရင်ပထမအိမ်ခန်းနဲ့ပြင်ဆင်ပုံဖွဲ့စည်းပုံတွေအတူတူပဲပရင်းပေါက်ပါရှိမယ် မိုင်းစီရောကိုတက်ဆင်ပေးထားပြီးတော့ပါကေခင်ပေးထားမယ်မျက်နှာချက်ကောနစ်မီသီမီဆိုင်ကိုတက်ဆင်ပေးထားပြီးတော့အေယာကွန်လည်းပိုင်ရှိပါသေးရဲ့ရှင်မီးပူဆောင်မှာဆိုရင်ကြွေပြားတွေခင်ပေးထားပြီးတော့အင်ရှင်မားတို့စိန်ကြိုင်းမျက်နှာချက် ကောနစ်မီသီမီဆိုင်နေနဲ့အလှဆင်ပေးထားပဲဖြစ်ပါတယ်။မီးပူကုံကလည်းကျဲတယ်၊ကျွေပြားခင်ကျွေပြားတွေကပ်ပေးထားမယ်။တိုက်ရဲ့အနောက်ဘက်မှာဆိုရင်တိုက်အမြင့်မရှိတဲ့အတွက်ကြောင့်မလို့အလင်းအောင်နဲ့လေဝင်လေထွက်ကောင်းစွာရရှိမှာပဲဖြစ်ပါတယ်ရှင်။သမင်းစားစပွဲကိုထားရှိပေးထားမယ်။ရေချိုးကန်းအိမ်သားကတော့တီးတန့်ပါရှိပါတယ်။ရေချိုးကန်းမှာဆိုရင်ကျွေပြားခင်ကျွေပြားကပ်ပေးထားပြီးရောဖိုင်ဘာရေတိုင်ကြီးတစ်လုံးပါဝင်ပါတယ်ရှင်။သစ်သားတကောက်သက်ဆင်ပေးထားပါတယ်ရှင်။တိုင်းလက်မှာဆိုရင်လည်းကျွေပြားခင်ကျွေပြားကပ်ပေးထားမယ်။ဘိုးရ က်အင်တာတစ်သလုံးကိုတက်ဆင်ပေးထားပြီးတော့အရေးပေါ်လေကားပေါက်မှာဆိုရင်တန်မန်းတန်တကာတစ်ထက်တစ်သားတကာတစ်ထက်ကိုတက်ဆင်ပေးထားပြီးဖြစ်ပါတယ် ပေ60ကျောက်စကရဲ့မြေပေါ်မှာရင်ခွဲတိုင်ဆောက်လုပ်ထားပြီးတော့လေးလွာတတရတန်းနဲ့မိတ်ဆက်ပေးခဲ့ရပဲဖြစ်ပါတယ်ရှင်။ဒီကန့်အပေကျတော့78ပေ54ပေကျင်းဝန်းပြီးတော့တိုက်ခိုင်းရဲ့အမြင့်ဟာဆိုရင်ဖြင့်9ပေအမြင့်ဖြစ်တဲ့တိုက်ခိုင်းရဲ့အလှည့်ဟာဆိုရင်အနောက်တောင်ဖြစ်ပြီးတော့တိုက်မှန်ပေါင်းကြတာ2ပေဖြစ်ပါတယ်။အရောင်းစင်းနှုန်းကတော့3680ကိုအထူးညီနိုင်ရောက်ချပြီးတော့မှဖြစ်ပြီးတော့လူကြီးမင်းတို့အနေဖြင့်ဗန်းနဲ့ဆိတ်ဆက်ဝယ်ယူခြင်းနဲ့ဆိုပါကလည်းဝယ်ယူလို့ရပါသေးတယ်ရှင်။ရှင်းစင်ကြောများပေးခဲ့တဲ့ဒီတိုက်ခန်းကိုစိုင်းနေတဲ့လို့ကြည့် ရှုခြင်းနဲ့ဝယ်ယူခြင်းနဲ့ဆိုပါကလူကြီးမင်းတို့အနေဖြင့်ရွှေစင်းကိုဖုံးဆက်သွေးပေးပါရှင်ရွှေစင်းကလူကြီးမင်းတို့စိတ်ဓာတ်ညလိုက်လံကြသပြီးသွားမှာပဲဖြစ်ပါတယ်ရှင်ဒီလိုအခမ်းအနားများစွာကိုနောက်ရက်များမှာရောင်းချပေးသွားမှာမလို့ follow နေပေးခဲ့ပါရှင်အားလုံးကျေးဇူးပါ